ခမတို့အားကိုးတဲ့အန်ယူကြီးကိုဘာတာဝင် ခွဲဝေယူမှာလဲဘာတာဝင်ကိုဘယ်နေရာမှာဘလို့ယူမှာလဲအန်ယူကြီးရဲ့ကိစ္စကဘာလဲနိုင်ငံတကာကိစ္စမေ့လိုက်တော့အန်ယူကြီးဘာမှလုပ်လို့မရဘူးတရားရုံးမှာတရားစွဲမယ်မေ့လိုက်တော့ဘာမှလုပ်လို့မရဘူးဒီစမြအောင်မယ်မကလာပါကျွန်တော်တို့ခုတစ်ခေါက်မှာငိမ့်ချက်အောင်ပြုံးမဲ့စကားလေးနေတာထောင်ချအောင်ခင်ဗျဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတယ်ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံပါတယ်ဆိုတော့ကိုကျော်သူကြီးကဥကျော်သူကြီးက နာရဲကူညီမှုအသေးဥကြော်သူကြီးကစိုက်ပုတ်ကံပြီးကင် ပြီးတော့ကျွန်တော်တို့မြေတွေတင်ထားတဲ့ဟာကိုပြန်ရအောင်ကူညီပေးပါဆိုပြီးဒေါ်အောင်ဆန်းစုကြည်အစိုးရကိုတောင်းငယ်ဘူးတဲ့။သိတဲ့အတိုင်းပဲနီဘောတစုနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေကငါတို့အစိုးရကိုကြော်သူကနေပြီးတော့ဒါဒုက္ခပေးတာပဲ။စစ်တပ်ကသိနေတဲ့ကိစ္စကိုကြတော့ကြော်သူကမလုပ်ရဲဘူးငါတို့အစိုးရလက်ထက်ကြတော့မှကြော်သူကတောင်းနေဆိုပြီးတော့ဟုတ်တယ်လေစစ်တပ်ကမတရားသိမ်းတာစစ်တပ်ကတတ်မှာဖြတ်မှာ စစ်တပ်ကတိမ့်ကြတာစစ်တပ်ကတတ်တာဖြတ်တာကိုမကြိုက်လို့သူတို့ကဒေါအောင်ဆန်းစုကြည်အစိုးရကိုမဲပေးတာလေဒေါအောင်ဆန်းစုကြည်အစိုးရတက်ပြီဟဲ့ဆိုရင်သူတို့ဆုံးရှုံးနစ်နာထားတဲ့ကိစ္စကိုသူတို့ပြန်ပြီးတော့လိုချင်တာပေါ့သူတို့ပြန်ပြီးတော့လိုချင်တဲ့ကိစ္စကို NLD ရလူတွေ NLD ကိုထောက်ခံတဲ့လူတွေ NL ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေရပဲကိုနစ်နာဆုံးရှုံးမှုတောင်းတဲ့လူကိုပပဆက်ဆက်ပြန်ပြီးတော့ဒုက္ခပေးတာလေဒေါအောင်ဆန်းစုကြည်နဲ့ပေါင်းတဲ့လူတွေအကုန်လုံးလင်းလင်းတို့တွေ ဘူရာကြီးမှစိုက်နေအကုန်လုံးဒေါအောင်ဆန်းစုကြည်ညက်နာနဲ့ပဲယူသွားတာလေ။တိုင်းဆွေခေတ်မှာဇော်ဇော်ဝါခရိုနီဆိုလို့ရှိရင်လင်းလင်းတို့တွေလည်းဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာခရိုနီတာတာတွေပါပဲ။ပါမင်တောင်းစားတဲ့လူတွေပါပဲ။တထားတော့အဲ့ဒီဟာတွေပြောချင်တာမဟုတ်ဘူး။ကချင်ပြည်နယ်ကိုထိမ့်မဲ့ဆိုလဲကချင်နေရဒီလိုလောက်ရ။ချင်းပြည်နယ်ကိုထိမ့်မဲ့ဆိုလဲချင်းနေရဒီလိုလောက်ရ။ဒီအခါမှာတိုင်းရင်းသားတွေရှိရနေအကြံဉာဏ်လွဲပြီးတော့သူတို့အင်အားကိုခမားတို့ထုတ်နှုတ်ပြီးရန်ကုန်မှာတိမ့်ဖို့ပြုဖို့ဆိုတာမလွယ်ဘူး ီတော့အန်ယူဂျီအနေနဲ့အစိုးရဆိုတာခံအားတို့ခဏမေ့ထားလိုက်ငါတို့ကအဖွဲ့အစည်းတစ်ခုဖြစ်တယ်ငါတို့အဖွဲ့အစည်းတစ်ခုအနေနဲ့ငါတို့ဘာတာဝန်ယူမလဲအာအဲ့လိုမဟုတ်ဖဲနဲ့ကွန်ပျူတာနဲ့ရိုက်နေတာပေါ့တော်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 ဟာကချင်းနေဗမောကိုတင်လိုက်ပြီ NUG ဥဆောင်၍ဗမောကိုတင်လိုက်ပါသည်ခင်ဗျားတို့အဲ့ဒီလိုမျိုးပဲတစ်ချိန်လုံးစာရိုက်နေလို့မရဘူးတော်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  လာရှိုးကို MNDA နဲ့မဟာမိတ်အဖွဲ့တွေတင်လိုက်ပြီအာဒါလာရှိုးကို MNDA နဲ့မဟာမိတ်တွေတင်တာ NUG ရဲ့ဥဆောင်မှုဖြစ်ပါသည်တိုက်ပွဲတွေအကုန်ပြီးသွားတာ ਨੇ တိုက်ပွဲတွေအကုန်ပြီးသွားတာ ਨੇ ချရောင်းလေချအေးအေးချကွာအေးချ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 အာအေးရစစ်တွေကိုတင်လိုက်တယ် NUG ဥဆောင်မှုနဲ့စစ်တွေကိုတင်လိုက်ပါသည်အာချ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 ဗမော်ကိုတင်လိုက်ပြီ NUG ဥဆောင်ရွေးတာ ဗမောနိုင်ခြင်းဖြစ်ပါသည်ကြ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 ဖြချင်းပြည်နယ်ဖလားကိုတင်လိုက်ပြီအန်ယူဂျီဥဆောင်ရေးတင်လိုက်ပါပြီခမားတို့ဒီပုံစံတိုင်းလုပ်နေလို့ရှိရင်ခမားတို့အပေါ်မှာလဲအခုတွင်လဲခမားတို့အပေါ်မှာပြည်သူလူထုရဲ့ယုံကြည်မှုကမရှိသလောက်ဖြစ်နေပါပြီပုပ္ပလီလင်းပြောတာအန်ယူဂျီကိုယုံကြည်တယ်ဆိုတာအန်ယူဂျီအတိုင်းဝိုင်းပဲရှိတော့တယ်ဖြစ်နေပြီအန်ယူဂျီကိုယုံကြည်မှုကမရှိတော့ဘူးအန်ယူစီစီဆိုတာလဲထားလိုက်တော့အန်ယူစီစီကစဖွဲ့ထားတဲ့ဟာ ဟို NGO တွေပေါ့ NGO တွေဘယ်လိုပြောမလဲစကောလာတွေအကုန်ဆွတ်ဖွဲ့ထားတာအလှခံလို့ရှိအလှခံပြီးတော့ကောင်းစားနေတယ်ဟို NCUB NCU ဟိုဘယ်လိုပြောမလဲ NUCC ဆိုတဲ့အဖွဲ့ဆိုတာဖျားကောပကအဖွဲ့မျိုးတွေပဲ NUCC မှာအကုန်ပါနေတဲ့အဖွဲ့အစည်းတွေအကုန်လုံးကိုဆော်ကားတာမဟုတ်ဘူး69ရာခိုင်နှုန်းလောက်ကဖျားလူကြီးဖျားကောပကအဖွဲ့တွေပဲအာတော့ NUCC မှာပါတဲ့ကောင်တွေ NUCC မှာပါတဲ့ကောင်တွေကြီးအာကျွန်တော်တို့က ဟို NGO လေကြည့်တယ်မလားလူမှုရေးတွေလုပ်တယ်လေအာငါကျွန်တော်တို့ကဟိုအမေရိကန်မှာ proposal တင်ထားတယ်လေကျွန်တော်တို့အဖွဲ့ကြီးကအဲ့ဒီအဖွဲ့ကြီးကနေ proposal တင်နေအချိန်နေမကောင်းတဲ့အခါထွက်ပြေးလာတယ်အဲ့တော့ဘာလဲတော့ NUCD မှာခင်ဗျားကျွန်တော်ပြောပြမယ်ကျွန်တော်ခင်ဗျားတို့ခဏခဏပြောထားတယ်ခင်ဗျားတို့မမှတ်မိလို့အခုဒေါ်လာရင်း9နှစ်ပြီတော့ NGO ဆိုတာ non government เนาะအစိုးရနဲ့မသက်ဆိုင်တဲ့အဖွဲ့ NU NGO ဆိုတာအစိုးရနဲ့မသက်ဆိုင်တဲ့အဖွဲ့ အစိုးရမကောင်းရင်ထောက်ပြရမယ်အဖွဲ့ဟမ်သူတို့ကအစိုးရနဲ့ဆိုင်တဲ့အဖွဲ့မှာသူတို့သွားနေလိုက်တယ်အဲ့တော့ NGO ဒီ NGO လုတ်တဲ့ကောင်တွေအခွင့်အရေးယူတဲ့အခွင့်အရေးယူဖို့အတွက်သွားဖွဲ့ထားတဲ့ NGOCC ကဘယ်တော့ကောင်းနိုင်မလဲဘယ်တော့ policy တွေထွက်နိုင်မလဲဘယ်သူ့ကိုသူတို့ကအရေးယူနိုင်မလဲဘယ်သူ့ကိုသူတို့ကဗာပြောနိုင်မှာလဲအာဗာပဲပြောငါတို့ NGO ကိုယုံနေ နောက်နှစ်ပေါင်းတစ်ထောင်ကြာလို့ရှိရင်တော့ရန်ကုန်မြို့ကြီးကိုသူတို့သိမ်းပါပဲအဲဒါဆိုရင်တော့လေကိုတွေလည်းမပြောတာဘူးစောင့်ကြည့်ရုံပဲပေါ့ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပေါ့ဒေါ်အောင်ဆန်းစုကြည်ကသူတွတ်တယ်နောက်နှစ်ပေါင်း20ဆိုရင်စင်ကာပူကိုကြော်မယ်သူပြောတယ်ဘာဖြစ်လို့ပြောလဲသူနောက်တော့အတန်းအနည်း20မနေရတော့ဘူးလေ သူနောက်တော့တရားနည်း20မီရတော့ဘူးလေအဲ့တော့သူပြောတာပြောတာယုံတဲ့လူတွေကသူနောက်လိုက်ကြပါသေးမှာအနည်း20ဆိုနဲတာမဟုတ်ဘူးပေါ့ဗျာလိုက်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 သူကအနည်း20ပြီးသွားရင်တေသွားပြီတေသွားတော့သူ့30မဆဲဆဲသူစိတ်လဲဝင်စားတော့ဘူးသူကသူအေးစေးစေးပဲဂူလေးနဲ့ပြည့်မှနေလိုက်ပေါ့အဲ့ဒါဒါမျိုးပေါ့ကျွန်တော်လည်းအခုပြောလို့ရတာပေါ့မမပြီးကောင်းမယ်နောက်နေ့ပေါင်းတသိန်းမှကောင်းအောင်ကောင်းမယ်လောက်မလားလက်ကောင်းလောက်မလဲနောက်နေ့ပေါင်းတသိန်းမှလောက်မယ်အဲ့နေ့ပေါင်းတသိန်းကြလို့ရှိရင်မင်းကလည်းပြန်တွေးမယ်ချမ်းမလားလောက်မလားအခုလည်းအန်ယူဂျီလုတ်တဲ့အပေါက်က မင်းတို့ငါတို့ရန်ကုန်သိမ်းမယ်နောက်နှစ်ပေါင်း90ဆိုသိမ်းမယ်ဒါအောင်မလားအဲအဲ့လိုမျိုးတော့လုပ်လို့မရခင်ဗျားတို့ NUG ကိုထောက်ခံပါခင်ဗျားတို့မှာတခြားရွေးချက်ရွေးချက်စရာလည်းမရှိဘူး NUG ကိုထောက်ခံသို့တော့ NUG ကလူတွေအလုတ်တော်ဝင်ခွဲဝေမှုရငါတို့ခင်ဗျားတို့ NUG ကဘာကိုခွဲဝေပြီးတော့ယူမှာလဲအနော်အနိုင်အနော်ဝိုင်းအပိုင်းတတိယရယ်ခင်ဗျားတို့ NUG ကိုထောက်ခံခင်ဗျားတို့မှာတခြားရွေးချက်စရာလည်းမရှိဘူး NUG ကိုထောက်ခံ 走走，俺有几个买呀嘛？看，俺有几个老早发嘞？俺有几个老早发嘞？俺有几个拍大文要修嘛嘞？看明儿都，俺有几个查看？俺有几个买个没？俺有几个把大文修嘛嘞？俺有几个拍老个老妈嘞？怕大文要修嘛嘞？ ီကိစ္စပဲမေးဖို့လိုတယ်ဒီတော့ထပ်ပြီးတော့ပြောမယ်အသက်ကိုညံဆောင်တယ်တယောက်နဲ့တယောက်ဖေးမကူညီကြနော်ဖေးမကူညီဖို့အရေးကတော့ဗမာတွေကပြောစရာမလိုဘူးကူညီကြပါပဲဖေးမကြပါပဲသေးနေတဲ့ကိစ္စကိုပြပြီးအလောင်းကိုပြပြီးတော့မျက်ရည်ကန်ထိုးမနေနဲ့သေတဲ့လူသေသွားပြီအဲ့ဒီသေတဲ့လူတွေသေသွားတဲ့ဟာအချင်းကြီးမဖြစ်အောင်ငါတို့ဘာလုပ်ဒီစစ်တပ်ရှိနေနောက်ထပ်သေအောင်ပါ။လောင်ချေစားရင်းနဲ့ပါချတယ်။ဒီစစ်တပ်ရှိနေလို့ရှိရင်နောက်ထပ်ပြီးတော့သေနေအောင်ပါ။ အခုသေတဲ့ကိစ္စမျက်ရည်ချောင်းအောင်မှမဟုတ်ဘူးတောက်ထသေအောင်မှခင်ဗျားတို့အခုငိုပြနေတာဗမာတွေအများစုဖြစ်လို့ကလေးတွေသေလို့ဒီဘဲရင်ကိုပဲငိုပြနေတာရခိုင်ပြည်နယ်ထဲမှာမနေ့ကလည်းဘုံကျဲနေတယ်ဒီနေ့လည်းဘုံကျဲနေတယ်ကျဲပေါ့ကွာငိုတာတွေလည်းမျက်မျက်တတငိုငိုအားရောတော့များများလေးကျေးနေချင်တယ်ကွာပေးကြအောင်တော့ပါတခါတခါကျပြောရတာခက်တယ်ငိုတာနဲ့မျက်မျက်တတငိုပေးလိုက်အောင် အာငါတို့ဒီဘက်ရင်သေရင်တော့ငိုပဲဟိုရခိုင်နေသေလို့ရှိရင်တော့အမ်ဒီဦးဒီဦးငါတို့ဒီမှာငိုနေရလို့နင်တို့တော့သူတို့လည်းမျက်မျက်တတလေးငိုပေးလိုက်ရောကချင်နေသေးတာလည်းမျက်မျက်တတလေးငိုပေးလိုက်ရောချင်းနေသေးရင်လည်းမျက်မျက်တတလေးငိုပေးလိုက်ရောအစိုးရလုပ်မယ်ဖက်ဒရယ်စနစ်ကိုကျင့်သုံးမယ်ဆိုရင်ပြောတာပါဖက်ဒရယ်စနစ်ကိုကျင့်သုံးမယ်ဆိုရင်မျက်ရည်လေးရအစမျက်မျက်တတလေးဝေပေးလိုက်ရောเนาะကျွန်တော်ပြောချင်တဲ့ဟာကိစ္စ ခမားတို့ဖက်ဒရယ်စနစ်ကိုကျင့်သုံးမဲ့ကျင့်သုံးမဲ့ပြောပြီးဟေးဆိုရင်တယံဇာတာတွေကိစ္စတွေခဏဖယ်ထားလိုက်ရောမျက်ရည်လေးရအစမျက်မျက်တတနဲ့ငိုပေးလိုက်ရောရခိုင်မှာအခုသေးနေတာတွေလည်းနည်းနည်းငိုပေးလိုက်ရောကိုမျက်ရည်လေးနည်းနည်းနှစ်ဆက်လောက်ဟိုဘက်ကိုလေလေးနဲ့တိုက်ပြီးတော့ဟိုဘက်ကိုထုတ်ပေးလိုက်ရောပြီးတော့ပြောစရာတွေကဖြစ်နေတယ်အဲ့တော့ခမားတို့ခမားတို့မှာယုံကြည်စရာကိုးစားစရာခိုးခိုးဝဲဝဲဆိုးဆိုးမိုက်မိုက်ခမားတို့အားကိုးစရာအံ့ယူကြည်ပဲရှိတယ် ခမတို့အားကိုတဲ့အန်ယူကြီးကိုဘာတာဝင် ခွဲဝေယူမှာလဲဘာတာဝင်ကိုဘယ်နေရာမှာဘလို့ယူမှာလဲအန်ယူကြီးရဲ့ကိစ္စကဘာလဲနိုင်ငံတကာကိစ္စမေ့လိုက်တော့အန်ယူကြီးဘာမှလုပ်လို့မရဘူးတရားရုံးမှာတရားစွဲမယ်မေ့လိုက်တော့ဘာမှလုပ်လို့မရဘူးအာငါတို့ကတရားဆွဲလို့ရရတယ်နောက်နှစ်ပေါင်း8000ကြာလို့ရှိလို့ချင်းအန်ယူဂျီကနေဥဆောင်ပြီးတော့တရားဆွဲမယ် ိုင်ငံတကာမှာရှိတဲ့ကျင်ဆိုးတွေရောကျိုးစင်တွေရောအကုန်ဖြစ်လိမ့်မယ်။နော်နောက်နှစ်ပေါင်း9000ကြာလို့ရှိလို့ရှိရင်မင်းတို့တရားမျှတမှုအကုန်လုံးရအောင်ရအောင်မယ်။နိုင်ငံတော်ကနောက်နှစ်ပေါင်း900ဆိုလို့ရှိရင်မင်းတို့ကပေးမယ်။မင်းတို့9000မထားဘူး။မင်းတို့နှစ်ပေါင်း900ကြာလို့ရှိရင်အကုန်လုံးပေးမယ်။ရင်းချောင်ပြောသွားရတဲ့ကောင်းပါလေ။နော်ဒီပေါ်နေပေးနေတယ်တိတိမပေါ့နော်။ဒါဆိုကိုယ်ကိုနားလည်တင်ပါတော့။ပြောတယ်မှမတိုက်တာတော့ဒီတက်ကဘုံကျင်ကြီးပြီးစားမယ်။တက်ကလက်ကောင်းကြီးဘုံကျင်နေရအောင်မဟုတ်ဘူး။ ャンプで逃げにゃおばいぼんちにやるしやわの。その準備をけれると、あらんちゅうてま。